ဘရာဇီးလျှင်ရေးစဉ်အသင်းကိုကင်တွယ်ရော့မဲ့အီတလီဝါရင့်နေပြအန်ဆယ်လော်တီဟာလဆောင်ငွေအဖြစ်တနည်းယူရို၁၀သန်းရမှာဖြစ်ပြီး 2026ကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့ပါကယူရို၅သန်းအပိုထပ်ဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။အန်ဆယ်လိုတီဟာရီရဲ့အသင်းနဲ့2026ခုနှစ်ဇွန်လအထိတက်တန်းရှိနေပေမဲ့လည်းရာသီကုန်မှာနှစ်ဦးသဘောတူလမ်းခွဲမှာဖြစ်ပါတယ်။၎င်းနေနဲ့ရီရဲ့သမိုင်းမှာအောင်မြင်ဆုံးနှိပြဖြစ်ခဲ့ပြီးချန်ပီယံလိဖလား၃ကြိမ်၊ဥရောပစူပါဖလား၃ကြိမ်၊လာလီဂါဖလား၂ကြိမ်၊စပိန်ဘီယံဖလား၂ကြိမ်၊စပိန်စူပါဖလား၂ကြိမ်၊ကလပ်ကမ္ဘာဖလား၂ကြိမ် အင်တာကွန်တီနန်တယ်ဖလားတစ်ကြိမ်ရယူပေးခဲ့ပါတယ်။ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကရီယယ်မက်ဒရစ်နေပြအန်ဆယ်လော့တီဟာ ဘရာဇီးလူရေးစင်အသင်းကိုမေ26ရက်ကစာပေကင်တွေတော့မှာဖြစ်ကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကအတည်ပြုကြေညာခဲ့ပါတယ်။အန်ဆယ်လော်တီဟာဘရာဇီးအသင်းသမိုင်းမှာပထမဆုံးနိုင်ငံသားနီးပြအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။65နှစ်အရွယ်အန်ဆယ်လော်တီဟာရီယက်အသင်းကိုနှစ်ကြိမ်ကင်တွေပြီးအောင်မြင်မှုများစွာရယူပေးနိုင်ခဲ့ပေမဲ့ပြီးခဲ့တဲ့ရာသီကလေးကလမ်းခွဲသတင်းတွေထွက်ပေါ်ခဲ့ပြီးအခုရာသီမှာတော့အသင်းအနေနဲ့အားနည်းချက်တွေရှိခဲ့တာကြောင့်အသင်းဥက္ကဋ္ဌ Florentino Perez ကအပြောင်းအလဲပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘရာဇီးဘုံလုံးအဖွဲ့ချုပ်ကလည်း Ancelotti ကိုနေပြအဖြစ်ခန့်အပ်ဖို့ပြီးခဲ့တဲ့နှစ်ခရဲကချိန်ယွင်နေခဲ့တာဖြစ်ပြီးအခုအခါသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။